အလုံးဝမင်္ဂလာပါရွှေစေသားရမိတ်ဆွေငယ်ချင်းများအားလုံးခုပြမယ်ဆိုင်ကကျွန်တော်မန်ပါတဲ့မှာတော့ထက်ထောက်ပေါ့နော်ဒါထက်မပေးလိုက်ပေါ့နော်အနီးကပ်ပေါ့နော်အနီးကပ်နေနဲ့ဒါကျွန်တော်လိုက်လွင့်ပေးတာပါအားလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးဒီဆိုင်ကမန်ပါတဲ့တော့ပါမသွားဘူးပေါ့နော်သိချင်ပါနော်ဒီ၃ညခါ တုံညာခါတုံညာခါပေါ့နော်ဒီတုံညာခါတုံချက်နော်ပေါ့နော်အဲ့တုံညာခါတုံးချက်မှာဘာတွေလောက်ထားတယ်ဆိုတော့တခြားကြည့်ပါနော်အားလုံးကျွန်တော်ရဲ့မရှိတငယ်ချင်းများအားလုံးသူကဒီလူရှင်းမှနော်ဒီလူရှင်းမှအဆင်ပြေနိုင်မယ်ဒီနှလုံးသုံးအဲ့နှလုံးသုံးကို ကျွန်တော်တို့ဒီကနန်းလေးလုံးပေါင်း၃လို့ထည့်ထားတယ်။တခြားကြည့်ပါနော်။ဒီနှလုံး၃ဒီနှလုံး၃ကိုကျွန်တော်တို့ ဒီနောက်ပေါင်း9နဲ့ရှိပေါင်း6နဲ့ဒီကနလေးလုံးပေါင်း3လို့သူထည့်တာ။ဒါချက်ကြည့်ပါနော်။တကြောရင်ကျွန်တော်ရှင်းပြမယ်။ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးဒီနှလုံး3ဒီနှလုံး3ကိုဒီကနောက်ပေါင်း9နဲ့ရှိပေါင်း4နဲ့ သုံးလို့ထည့်ထားတယ်သုံးကပ်ပေါ့နော်အဲ့သုံးကပ်ကိုသူကအဲ့သုံးနေကနော်သူကဘယ်လိုလှုပ်ထားလဲဆိုတော့ဒီကနှစ်ခါနဲ့သုံးညခါနဲ့ဒီကတစ်ခါနဲ့သုံးတယ်တခြားကြီးပေါ့နော်ဒီသုံးညနော်သုံးညခါလို့တွင်းထားတာဟာဒီနှလုံးသုံးနော်ဒီရှေးပေါင်းနဲ့ ဒီနောက်ပေါင်းနဲ့ရှေ့ပေါင်းနဲ့ကိုသုံးတယ်အဲ့လိုသုံးပြီးတော့နော်ဒီသုံးလုံးပေါင်းသုံးလို့ထည့်တယ်ထည့်ပြီးမှသူ့အောင်မှာသုံးပဋိတ်လို့ရိုက်တယ်ဆရာကြီးနော်ကနားထက်တော့ထက်တယ်နော်အဲ့ဒီမှာကျွန်တော်တို့ဒီသုံးညအပိတ်ပေါ့ဒီသုံးညခါပေါ့နော်ဒီသုံးညခါမှလည်းအဲ့လိုပဲဒီနှလုံးသုံးတယ်ဒီနှလုံးသုံးလိုက်တာနဲ့ဒီကနောက် ပေါင်းနဲ့ဒီကရှေပေါင်းနဲ့ဒီနှလုံးသုံးတယ်အဲ့လိုသုံးပြီးတော့ तू ကဒီကတစ်ခါနဲ့သုံးညာခါနဲ့ဒီကနှစ်ခါနဲ့သုံးတယ်အဲ့လိုသုံးပြီးတော့သုံးပရေလို့ရိုက်ထားတယ်ဒီကြောင်းရှင်းပြမယ်เนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေတကယ်ချင်းများအားလုံးဒီနှလုံးသုံးတယ်ဒီကနောက်တွင်းနဲ့ရှည်တွင်းနဲ့ ဒီကနန်းလီလုံးပေါင်း၃နဲ့အဲ့လို၃ပြီးတော့ကျွန်တော်တို့ဒီက၃ညခါရဲ့၁ခါရဲ့နော်ညခါရဲ့၃နဲ့ဒီမှာကျွန်တော်တို့က၃ပရေလို့တည်ရတော့မယ်ဘလို့တည်မလဲနော်ဒီ၃ပရေလိုင်းနဲ့ဘလို့တည်မလဲကနန်းဆိုင်ကထက်တော့ထက်တယ်နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံး ဒီဆိုင်မှာကနန်းနှစ်ပေါက်ထွက်တယ်နော်သုံးပလိမ့်နဲ့ဒီချာကြည့်နော်ပထမတကြော့ဒီတုံညာခန်းတုံညာခန်းတုံညာခန်းလို့သုံးချက်ရိုက်တယ်တုံညာခန်းလို့ရိုက်လိုက်တာနဲ့သူ့ရဲ့ဒီဘက်မှာဒီနှလုံးပေါင်းသုံးတယ်နောက်တွဲနဲ့ရှီတွဲနဲ့နော်ဒီကနန်းလေးလုံးပေါင်းသုံးတယ်အဲ့လိုသုံးပြီးတော့ခါသုံးလုံးပေါင်းသုံးတယ်အဲ့လိုသုံးပြီးတော့သုံးပဒိတ်လို့ရိုက်တယ် တစ်ချက်နော်။သုံးညခါလို့ရိုက်တယ်။ဒီနှလုံးပေါင်း၃နဲ့ဒီနှလုံးပေါင်း၃လိုက်တာနဲ့ဒီနောက်တွဲနဲ့ရှေ့တွဲနဲ့ဒီကနန်းလေးလုံးပေါင်း၃နဲ့အဲ့လိုသုံးပြီးတော့ခါ၃လုံးပေါင်း၃နဲ့သုံးပြီးမှ၃ပြိပြန်ရိုက်ထားတယ်။ဒီမှာလည်းအဲ့လိုပဲသုံးညခါတယ်ဒီနှလုံးပေါင်း၃နဲ့နောက်တွဲနဲ့ရှေ့တွဲနဲ့ကနန်းလေးလုံးပေါင်း၃နဲ့ အဲ့လိုသုံးနေပြီးတော့ခါထောင်သုံးလုံးပေါင်းသုံးနေအဲ့အောင်မှာသုံးပရိတ်လို့ရိုက်မယ်အဲ့လိုသုံးပရိတ်လို့ရိုက်ဖို့ကကနန်းတစ်ပေါက်ပေါ့နော်ဒါကျွန်တော်တို့ကနန်းတစ်ပေါက်ကိုတခြားကြည့်ပါနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးသူက ဘိတ်နဲ့ထိနဲ့တစ်တယ်ဘိတ်နဲ့ထိနဲ့တစ်တယ်ဒီမှာကကျွန်တော်တို့အဘိတ်နဲ့ထိနဲ့တစ်မှာဆိုရင်၅ခါ၅ထိပ်နော်၅ထိပ်ဘိတ်နဲ့ထိနဲ့တက်တယ်ဘိတ်နဲ့ထိနဲ့တက်တယ်ဘိတ်နဲ့ထိနဲ့တက်တယ် အဲ့တစ်တည်းကဘုရားလာလဲဆိုတော့ကျွန်တော်တို့ဒီတုံညာခါတုံညာခါအောက်တပင်ကျော်မှာထိတ်စီးသုံးလုံးထောင်ဒီသုံးလုံးတက်ခဲ့လို့เนาะတစ်ချိန်နှစ်ချိန်သုံးချိန်မှာဒီနှလုံးလှမ်းတက်လိုက်တာဒီတုံညာခါရဲ့တပင်ကျော်မှာထိတ်စီးထောင်သုံးလုံးပေါင်းတက်မို့လို့เนาะထိတ်စီးထောင်သုံးလုံးပေါင်းတက်မို့လို့เนาะတစ်ချိန်နှစ်ချိန် 3ချိန်မှာเนาะ1ပြန်တက်ထားတယ်ဒီမှာလဲ3ညခါသူ့ရောက်တပင်ကြောင်းမှာထိတ်စီးထောင်3လုံးပေါင်း1ကြောင်းမလို့เนาะတစ်ချိန်2ချိန်3ချိန်မှာအပိတ်နဲ့ထိတ်နဲ့ပြန်တက်ထားတယ်တခြားကြီးเนาะကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးဒီ site ကမန်ပါထဲမှာတော့ပါမသွားဘူးเนาะပါမသွားဘူးဒါအနီးကပ်နေနဲ့ဒါကျွန်တော်เนาะခဏိမှ ရှာလို့တွေးလို့ပေါ့เนาะဒါကျွန်တော်တင်ပေးခြင်းပါငါထိတ်เนาะကျွန်တော်တို့ဒါကရွှေစေသားပေါ့เนาะတကြိမ်ဆိုင်ပေါ့เนาะဒါတော့မှန်ပါပေါ့တကြိမ်စာပေါ့တကြိမ်စာပေါ့เนาะတကြိမ်စာ1000ပါဗျเนาะတကြိမ်စာ1000ပါခု ရှစ်ကြိမ်ရနေပေါ့နော်ရှစ်ကြိမ်ရနေတနစ်စာပေါ့တနစ်စာ8000ပါဗျာနော်8000ပါခု၈ကျင်းနဲ့နှစ်ကုန်တူပေါ့နော်၈တောင်းပါ နော်ရွှေစေတာ3998 9 6 9 6 9လေးနော်ဒီဖုန်းနံပါတ်မှာပိုက်ပါရှိပါတယ်နော်ပိုက်ပါအကောက်ရှိပါတယ်ဒီဖုန်းနံပါတ်မှာပိုက်ပါပဲဆက်သွဲဆက်သွဲနော်ဖုန်းဆက်ပြီးတော့ဆက်သွဲဆက်သွဲဆက်သွဲနိုင်ပါတယ်နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတကယ်ချင်းများအားလုံးရှာဖွေမှုကြိုက်လို့နော်တနစ်စာလက်တွဲခြင်းနဲ့ဆိုလဲ၈000ပါ ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးဒီ site ကမမာထဲမှာတော့ပါမသွားဘူးပေါ့နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးအဲ့ဒီမှာသူကဒီတုံညခါရဲ့အောက်တပင်ကျော်မှာထိတ်စီးတောင်သုံးလုံးပေါင်း1ကျောင်းမလို့နော်တစ်ချိန်နှစ်ချိန်သုံးချိန်ပါနော်ဒီဘိတ်နဲ့ထိတ်နဲ့နော်ပြန်တစ်ထားတယ်ဒီတုံညခါရဲ့အောက်တပင်ကျော်မှာထိတ်စီးတောင်သုံးလုံးပေါင်း1ကျောင်းမလို့တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာပိတ်နဲ့ထိတ်နဲ့တစ်တယ် ဒီမှာလည်းအလိုပဲ၃ညခါသူ့အောက်တပင်ကျော်မထိတ်စီးတောင်၃လုံးပေါင်း၁ကြောင်းမလို့တစ်ကြိမ်၂ကြိမ်၃ကြိမ်မြောက်ရောက်တယ်နဲ့အပိတ်နဲ့ထိတ်နဲ့တစ်တယ်အဲ့လိုတစ်လိုက်တာနဲ့နော်အဲ့လိုတစ်လိုက်တာနဲ့ဒီရှေပေါင်း၅ကြောင်းမလို့နော်သူကဒီ၃လုံးပေါင်း၁လို့ဝင်လိုက်ဒီ၃လုံးပေါင်း၃လို့ဝင်လိုက်တယ်တခြားကြည့်နော်သူဝင်ထားတဲ့စနစ်က ီနှလုံးပေါင်း3เนาะဒီနောက်ပေါင်းနဲ့ရှေ့ပေါင်းနဲ့ဒီကနန်းလေးလုံးပေါင်း3တယ်အဲ့လို3ပြီးတော့ခါးထောင်3လုံးပေါင်း3တယ်သူ3ထားတဲ့ဒီရှေ့ပေါင်း5 5ခါလို့ပြန်ထိုင်တာเนาะ5ခါလို့ပြန်ထိုင်တာဒီမှာလည်းအဲ့လိုပဲဒီနှလုံးပေါင်း3เนาะဒီနောက်ပိတ်ဒီနောက်တွဲနဲ့ရှေ့တွဲနဲ့3တယ်ဒီနောက်တွဲနဲ့ရှေ့တွဲနဲ့3ကိုထိပ်စီးထောင်3လုံးခါး3လုံးထောင် နော်၃လို့ဖြစ်တယ်အဲ့၃လို့ဖြစ်ထားတဲ့ဒီရှီပေါင်း၈ကနော်၈ခါလို့ပြန်ထိုင်တာတယ်တခြားကြီးနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီနှလုံးပေါင်း၃တယ်နောက်တွဲနဲ့ရှီပေါင်းနဲ့နော်နောက်တွဲနဲ့ရှီတွဲနဲ့ဒီကနေ့လေးလုံးပေါင်း၃တယ်အဲ့လို၃ထားတဲ့အဲမှာကျွန်တော်တို့ ခါ၃လုံးက၃လို့ဖြစ်တယ်။သူ၃လို့ဖြစ်ထားတဲ့ဒီရှေ့ပေါင်းလေးက၄ခါလို့ပြန်ထိုင်ပေးရမယ်။အဲ့လို၄ခါလို့ပြန်ထိုင်ပေးလိုက်ကျွန်တော်တို့ကပဋိဒိတ်၃ဆိုလို့ရှိရင် तू က၄အပိတ်လို့တတ်ရအောင်မယ်။ဒီ၄ပိတ်ကလည်းရိုးရိုးလေးတတ်ထားမှာပေါ့။ခုနကျွန်တော်ပြောလိုက်တဲ့နော်တခြားကြီးပါကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံး။ तू ကဒီနှလုံး၃နော် ဒီနောက်တွဲနဲ့ရှည်တွဲနဲ့တုံးတယ်အဲ့လိုတုံးပြီးတော့သူကဒီမှာကခါးသုံးလုံးတုံးတာတယ်ခါးသုံးလုံးတုံးလိုက်တာနဲ့နော်ခါးသုံးလုံးတုံးလိုက်တာနဲ့သူ့အောင်မှာပရိတ်သုံးလို့ထွက်တာတယ်ဒီပရိတ်သုံးကလည်းသူကဒီသုံးနေရလောက်ခဲ့တယ်ပေါ့သူ့မှာကျွန်တော်တို့ပရိတ်သုံးလို့ဖြစ်ဖို့ဟာနော်ထိတ်ရှိတော်သုံးလုံးပေါင်း1အဲ့1ကပဲတစ်ချိန်နှစ်ချိန် သုံးချိန်မြောက်မှာဒီနှလုံးတက်တယ်ဒီနှလုံးတက်လိုက်တာနဲ့เนาะဒီခါသုံးလုံးပေါင်းသုံးထားတယ်ဒီခါသုံးလုံးပေါင်းဇောင်းသုံးလို့ဖြစ်လိုက်တာနဲ့ဒီရှေပေါင်းကเนาะရှေပေါင်းငါးငါးခါလို့ထိုင်ပြီးတော့သူလာထားတဲ့ဒီနှလုံးပေါင်းသုံးဒီဒီလုံးပေါင်းသုံးခါသုံးလုံးဇောင်းထောင်သုံးလို့ဖြစ်လိုက်တာနဲ့ तू ကဒီခွတ်တက်နဲ့เนาะ ခွတ်တင်းနဲ့အောက်ကနှစ်အပိတ်နဲ့ ਉਹ လဲသုံးလို့ထည့်ပြီသူကပရိတ်သုံးလို့ထည့်တာပထမတစ်ချက်နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးဒီအခွန့်နဲ့နော်အောက်ကကျွန်တော်တို့နှစ်အပိတ်နဲ့သုံးလို့ထည့်ပြီပရိတ်သုံးလို့ပြန်ထည့်တာဒီမှာလဲအဲ့လိုပဲကျွန်တော်တို့ဒီနှလုံးပေါင်းသုံးတယ်တစ်ခါနဲ့နှစ်ပိတ်နဲ့သုံးတယ်အဲ့လိုသုံးပြီးတော့နောက် တွဲနဲ့ရှည်တွဲနဲ့ကနန်းလီလုံးပေါင်း၃တယ်။အဲ့လိုသုံးလိုက်တာနဲ့ခါသုံးလုံးထောင်ပြန်သုံးတယ်။နော်အဲ့လိုသုံးထားတာနဲ့သူကဒီ၃ညာခါရဲ့တပင်ကျော်အောင်ပါဒီသုံးလုံးပေါင်း၁တယ်။အဲ့တကတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်ရောက်တာနဲ့ပိတ်နဲ့ထိတ်နဲ့ပြန်တက်ထားတယ်။အဲ့လိုတက်လိုက်တာနဲ့ဒီခါသုံးလုံးဇောင်းထိုးထားတဲ့၃လို့ဖြစ်တဲ့နဲ့ဒီရှည်ပေါင်း၈က၈ခါလို့ထိုင်လိုက်တယ်။ ရှစ်ခါလို့ထိုင်လိုက်တာတဲ့သူလာထားတဲ့ဒီနှလုံးပေါင်း3ဒီနောက်တွဲနဲ့ရှည်တွဲနဲ့3လို့ဖြစ်ပြီးတော့ဇောင်း3လုံးပေါင်း3လို့ဝင်လိုက်တာနဲ့သူကအခွနဲ့เนาะတစ်ပိတ်နဲ့ကိုလည်းပြန်ပြီးတော့3လို့ထည့်ပြီးတော့ပဋိတ်3လို့ပြန်ထည့်တာတခြားကြီးเนาะကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးဒီနှလုံးပေါင်း3နဲ့ ီကနန်းဒီနောက်တွဲနဲ့ရှေ့တွဲနဲ့သုံးတယ်အဲ့လိုသုံးလိုက်တာနဲ့ခါသုံးလုံးဇောင်းထောင်သုံးလိုက်တယ်အဲ့လိုသုံးနေပြီးတော့ဒီသုံးညခါရဲ့တပင်ကျော်အောက်မှာဒီထိတ်စီတော်သုံးလုံးပေါင်းတက်လို့ထည့်တယ်အဲ့တက်ကပဲတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာအပိတ်နဲ့ထိတ်နဲ့တက်လိုက်တယ်အပိတ်နဲ့ထိတ်နဲ့တက်လိုက်တာနဲ့ကျွန်တော်တို့ဒီဇောင်းသုံးလုံးပေါင်းသုံးလို့ခါသုံးလုံးပေါင်းနော် ထောင်ထားတဲ့သုံးလို့ဖြစ်လိုက်တဲ့ရှေပေါင်းကလေးခါလို့ထိုင်တယ်။အဲ့လိုလေးခါလို့ထိုင်လိုက်တာနဲ့ခုနကျွန်တော်အစားတောက်သုံးပြလိုက်တဲ့ဒီနှလုံးပေါင်းသုံးတယ်။နောက်တွဲနဲ့ရှေတွဲနဲ့သုံးတယ်။အဲ့လိုဖြစ်ပြီးတော့ခါသုံးလုံးကဇောင်းပြန်သုံးတယ်။အဲ့လိုသုံးလိုက်တာနဲ့ဒီကခွာကိုးနဲ့လေးအပိတ်နဲ့မှသုံးမယ်ဗျ။အဲ့လိုသုံးပြီးတော့သုံးပရိတ်လည်းဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့က ငါးလီလေးဆိုတဲ့ဒက်အားလုံးကျွန်တော်ရဲ့မက်ဆစ်ငွေရင်းမြအားလုံးငါးလီလေးဆိုတဲ့ဒက်အဲ့ဒီမှာ तू ကဒီနောက်ပေါင်း၈က तू ကတက်ထတာကနော်ခဏလေးဒီမှာနောက်ပေါင်း၄လို့တက်တယ် နောက်ပေါင်းလေးလို့ထည့်ထားတယ်။ဒီနောက်ပေါင်းလေးလို့ထည့်လိုက်တယ်နဲ့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မြောက်မှာနောက်ပေါင်း5လို့ထည့်တယ်။တရားလေးရှိရနော်ဒါလေးလည်းဟိုဘက်မှာကျွန်တော်ကနော်မပြခဲ့တာ။နော်ကျွန်တော်တို့ခဏလေးခဏလေးကျန်နေကြတော့မျက်စိလေးနေပါဆုံးလို့ခဏလေးနော်သူကလည်းသူ့အထောက်လေးနဲ့သူလှတာပဲဗျ။ ဒီမှာကျွန်တော်တို့ခွန်ပိတ်ပေါ့နော်ခွန်ပိတ်တယ်ခွန်ပိတ်အကောင်နေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်မှာနောက်ပေါင်းလေးလို့ရိုက်တယ်ဒီနှစ်သုံးလေးလေးချိန်မှာခွန်ပိတ်လို့ရိုက်တယ်နော်ဒီကဒါလေးပေါ့နော်သုံးထိတ်လို့ရိုက်တယ်နော်သုံးပိတ်အော်ဒီကောင်မဟုတ်ဒီခွန်ပိတ်ပေါ့နော်ဒါလေးလည်းရှိတယ်နော် ကျွန်တော်တို့အဲရတော့မမီတော့ထားခဲ့လိုက်တော့နော်ခွန်ပိတ်လို့ရိုက်တယ်သူ့အောက်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်မှနောက်ပေါင်းလေးလို့ရိုက်တယ်ဒီခွန်ပိတ်လို့ရိုက်တယ်သူ့အောက်ကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်မှနောက်ပေါင်း၅လို့ရိုက်တယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှခွန်ပိတ်လို့ရိုက်တယ်ခွန်ပိတ်လို့ရိုက်လိုက်တာနဲ့နော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်မှနောက်ပေါင်း၆လို့ရိုက်တာနော် လေး၅၆နော်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မှာခွန်ပိတ်လို့ရိုက်တယ်ခွန်ပိတ်လို့ရိုက်တာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မှာနော်၅ကြိမ်မှာပေါ့နော်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်မှာနောက်ပေါင်းခွန်လို့ရိုက်တယ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မှာခွန်အပိတ်လို့ပြန်တည်ထားတယ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်မှာနောက်ပေါင်း share လို့ရိုက်မှာဆိုရင်ပေါ့ เนาะนองบ้องชิลุย้ายมาส่วนเลยป่ะตู้อถองเนี่ยตู้ชื่อเลยเนาะอารมณ์จนเราเนี่ยเมสเงินจริงๆอารมณ์นองบ้อง2ตะจิ้ง2จิ้ง3จิ้งมานองบ้อง5เนาะตะจิ้ง2จิ้ง3จิ้ง4จิ้งมานองบ้อง6ตะจิ้ง2จิ้ง3จิ้ง4จิ้งมานองบ้อง9ตะจิ้ง2จิ้ง3จิ้ง4จิ้งมานองบ้อง10เนาะนองบ้อง10ถึง5ลี4ဆိုတဲ့เนาะဟိုဘက်ก็9000เลยဆိုလို့ရှင်ပေါ့เนาะ အားလေးလေးဆိုတဲ့တက်နော်သုံးပိတ်လည်းဖြစ်ရမယ်ဆိုတော့သူလာထတာပဲဒါပေမဲ့ဒီဟာကနော်လေးငားလေးကိုတော့နည်းနည်းရမ်းမယ်ဗျနော်တက်နော်ရမ်းပါနော်ဒီ side နဲ့ပတ်သက်လို့သူကဖြစ်သွားနိုင်တယ်ဗျနော်ဒီတုံညခါကြောင့်မလို့နော်ဒီနှလုံး30နော်ဒီတုံညခါကြောင့်မလို့ဒီနှလုံး30ဒီတုံညခါကြောင့်မလို့ ဒီနှလုံးတဆေမယ်ဆိုလို့ရှိရင်သူက၄ထိတ်လို့ဖြစ်သွားနိုင်တယ်။အဲ့ဒီမှာဒီ၅ထိတ်ကြောင့်မလို့၅ခါလို့ထည့်တယ်ဒီ၈ထိတ်ကြောင့်မလို့၈ခါလို့ထည့်တယ်ဒီ၅ထိတ်ကြောင့်မလို့၅ခါလို့ထည့်မယ်ဆိုလို့ရှိရင်၄၅တွဲခုနကကျွန်တော်ပြခဲ့တယ်ဒီ၃လုံးပေါင်း၃နဲ့နော်နော်ဒီအခွန်းနဲ့အပိတ်နဲ့၃နဲ့အခွန်းနဲ့ပိတ်နဲ့၃နဲ့ဆိုလို့ရှိရင်၄အပိတ်၄၅၄ဆိုတဲ့တဲကိုရမ်းပါ ငါလီလီဆိုတဲ့တဲကိုတင်ထိုးပါ